အားလုံးမင်္ဂလာပါကျွန်တော်ကတော့လေမွန်ဆက်ဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဟုတ်တလုံးနဲ့ငွေရှာနိုင်မဲ့နီးလန်း20ကိုကျွန်တော်ညွှန်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ဗီဒီယိုကိုကျွန်တော် slide ကလေးနဲ့ပြမှာဖြစ်တဲ့အတွက်အဲကျွန်တော်အတူအဆုံးထိလိုက်ကြည့်ပေးဖို့လည်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဒီဗီဒီယိုလေးကနည်းနည်းရှင်းပါပါဆိုတော့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ကို့အတွက်လည်းတကယ်သုံးရမယ်လို့ထင်တယ်ဒီဗီဒီယိုကို share ထားပေးဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စပြီးကြည့်လိုက်အောင် အဲ့ကျွန်တော်ကလက်ထဲမှာကင်ထားတဲ့ပုံနဲ့ငွေရှာရမယ်ဆိုရင်ကျွန်တော်တို့မှာနီးလန်းနေသိဖို့လိုတာပေါ့နော်ဘယ်လိုမျိုးနီးလန်းနေနဲ့ငွေရှာလို့ရမလဲဆိုတာလေးကိုကျွန်တော်ဒီကနေ့ဗီဒီယိုမှာမျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဟိုပထမဆုံးသိစီချင်တာက your phone is your hand နေမှာဆိုတော့ကျွန်တော်လက်ထက်မှာကင်ထားတဲ့ဖုန်းတစ်လုံးကနေပြီးတော့ငွေတွေတိစောက်လို့ရတယ်။ဒါကိုအရင်ဆုံးကျွန်တော်လက်ခံမှုပါ။အဲအများစုကဖုန်းကိုပျော်ပါအတွက်သုံးတယ်။အဲအချိန်ကြီးဖြုန်းကြတယ်။ ြီးရင်ကျွန်တော်တို့ဘာမှဖြစ်မလာဘူးဆိုတဲ့ခိုက်တန်တွေကိုခံစားရတယ်ပေါ့နော်အဲ့တော့ဒီဖုန်း addition ဖြစ်နေတဲ့သူတွေတော်တော်များရှိတယ်ဆိုတော့ကျွန်တော်ရဲ့ post တွေအောက်မှာဆိုရင်လည်းမေးကြတယ်ပေါ့နော်ဖုန်းနဲ့ငွေရှာလို့ရတဲ့နီလန်းလေးတင်ပေးပါဖုန်းနဲ့ဘယ်လိုမျိုးနီလန်းလေးနဲ့ငွေရှာလို့ရမလဲဆိုတာကြီးမေးကြရဖြစ်တဲ့အတွက်ကျွန်တော်ဒီကနေ့အချိန်လေးအားလုံးမှာဒီ video လေးကိုကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီ video ကဒေဂျာဘော့အသုံးအဲ့တော့ပထမဆုံးပြောချင်တာကဒီကကြည့်နေတဲ့သူတွေကင်ထားတဲ့ဖုန်းတွေပဲငွေလမ်းကြောင်းတွေတိဆောက်လို့ရပါတယ် ဘယ်လိုမျိုးတည်ဆောက်လို့ရမလဲဘာဒီလန်းနေရှိလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပေးဖို့လိုပါတယ်။အဲကျွန်တော်တခုချင်းစီပြောသွားမှာပေါ့နော်။ဆိုတော့ပထမဆုံးကျွန်တော်တို့ကနံပါတ်1က block တည်လို့ရတယ်။ block တည်ပေါ့နော်။ဆိုတော့ block ဆိုတာဘယ်လိုမျိုးလဲ။ကျွန်တော်တို့ကတိုင်ထားတဲ့ဖုန်းနဲ့ဗီဒီယိုလေးတွေဖန်ပြီးမယ်။ဥပမာကျွန်တော်တို့ဟင်းချက်တာဝါသနာပါတဲ့သူဆိုလို့ရှိရင်ဟင်းချက်တဲ့ဗီဒီယိုလေးတွေဖန်ပြီးပြီးတော့ဒီတနည်းအားဖြင့်ပေါ့နော်။ကျွန်တော်တို့ Facebook တို့ YouTube တို့ TikTok တို့မှာတင်ပြီးတော့ ကျွန်တော်တို့ဒါငွေရှာလို့ရနိုင်တာပေါ့နော်ဆိုတော့ block တွေအဲတနည်းတစ်မျိုးပေါ့မဟိုတနည်းအပြည့်အရင်အများကြီးမရိုက်နေပြာကိုတနည်းချက်တဲ့ဟင်းနေရာလေးကိုကိုကိုဂျိုင်ရင်ဂျိုင်ရင်နဲ့နော်အချိန်ကြာလာတဲ့အခါမှာအဲကျွန်တော်တို့ဘူတွေကဟင်းချက်တာနဲ့ပတ်သက်ပြီးတော့တွဲနေလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ video လေးတွေက view တွေများလာမယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ငွေရှာလို့ရတဲ့နည်းလမ်းတွေအများကြီးဖြစ်ပေါ်လာမယ်ဆိုတော့ပြောချင်တာက ယနေ့ခေတ်မှာဆိုလို့ရှိရင် block တွေရိုက်ပြီးတော့ငွေရှာနေတဲ့သူတွေအများကြီးရှိတာပေါ့နော်အဲ့လိုဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကလက်ထက်မှာကင်တာတဲ့ဖုန်းတွေပဲစတင်ကြပါတယ်ဆိုတော့ဟိုတနည်းအားဖြင့်ပေါ့ဗျာဟိုတချို့တွေကပြောစရာရှိကျွန်တော်တို့ဖုန်းကမကောင်းဘူးကျွန်တော်တို့ဖုန်းကသိပ်ပြီးတော့ကင်မရာမကောင်းဘူးလို့ပြောရှာပေါ့နော်အဲ့တော့ကင်မရာကောင်းရင်မကောင်းရင်တက် content ကောင်းဖို့ကညှိကြည့်တာပြောချင်တဲ့အကြောင်းညာပေးချင်တဲ့ message ကောင်းရင်ကင်မရာမကောင်းရင်ရိုက်လို့ရတယ်ဖန်တီးလို့ရတယ်အပိုင်းရှိပါတယ်ဆိုတော့ကျွန်တော်ဒါကိုလေ3သိန်းနံဖုန်းနဲ့ပဲကျွန်တော်ဘယ်လိုမျိုး နော်ဟိုတနည်းအားဖြင့်ဗီဒီယိုတွေဖန်ပြီးလဲဆိုတာလေးကိုလည်း tutorial လေးလုပ်ပေးဖို့အရှိပါတယ်ပေါ့နော်ဆိုတော့နံပါတ်1ကတော့ဒီ monetization ပေါ့နော်ဒီနေရာမှာလည်းကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ monetization ရနေတဲ့နေလနေရတော့ YouTube ကနေရနေရရှိတယ် TikTok ကနေရနေရရှိတယ် Facebook ကနေရနေရရှိတယ်ဒါကလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့အငွေဝင်နိုင်နေပေါ့နော်ဆိုတော့အပေါ်မှာပြောခဲ့တဲ့ blog ကကြတော့ကိုယ့်ရဲ့ဟိုကိုက blogger မဲ့ကိုလူသိလာပြီဆိုရင် sponsorship တွေရလာမယ်ခင်ဒီလိုပဲ view တွေများလာရင် monetization အောင်ပြီးတော့အဲ့ channel တွေကနေတစင်လဲဝေဝန်လမ်းကြောင်းတွေပွင့်လာမယ်အဲ့တော့ဟို channel တစ်ခုနဲ့တစ်ခုမှာတော့သတ်မှတ်ထားတဲ့ဟောပေါ့နော် criteria တွေကတော့မတူဘူးပေါ့ YouTube မှာဆိုလို့ရှိရင်အဲတနည်းပြခုနောက်ပိုင်းဆိုရင် subscriber 900 watch hour 4000ဘောလို့လိုတယ် TikTok မှာဆိုလို့ရှိရင် follower 1000လို့ရဲအသက်16နှစ်ထပ်ဖြစ်ရမယ်စသဖြင့်ဒါတွေလို့တာပေါ့နော်နောက်ပြီး Facebook မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ page က engagement တွေကောင်းနေလို့ရဲ သူတို့ရဲ့ challenge ကိုလိုက်လို့ပို့လို့ရတယ်။ဟိုဝင်ဝင်နဲ့ဒီထားပါတော့ဒီ content modernization ဆိုတဲ့ program လေသူတို့ဘက်ကအဲ့လိုမျိုး engage တွေအရန်ကောင်းလာရင်တော့ဘယ် invite လာလို့ဖြစ်ဖြစ်ဆိုတော့ကိုယ့်ဘက်ကနေပုံမှန်လုပ်နေဖို့လိုတယ်။ view တွေကောင်းတယ် engagement တွေကောင်းတယ်ဆိုရင်အချိန်တိုင်းအဲ့ဒီ platform တွေကနေလည်းငွေတွေဝင်လာနိုင်မှာ။ဒါကတော့ဒုတိယနည်းလမ်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ online shopping ဖြစ်ပါတယ်။တော်တော်ကြီးဟိုမှာ pioneer ကြတဲ့ online ပေါ်ကဝေရှာနည်းတစ်ခုဖြစ်ပါတယ်။ ဆိုတော့ကျွန်တော် online shop ကိုအားလုံးတော်တော်များဝယ်ဘူးကြလိမ့်မယ်။ကိုယ်တိုင်လည်းပဲ online shop လုပ်ခဲ့ဘူးလားလဲရှိကောင်းရှိလိမ့်မယ်။အဲ့တော့အဲ့လိုမျိုး online shop လုပ်ဖို့လေကင်မရာကောင်းစားတွေမလိုဘူး။နော်။ဟိုအရင်အ product တွေအများကြီးကျွန်တော်တို့မလိုဘူး။အဓိကကိုယ့်လက်ထဲမှာကင်ထားတဲ့ဖုန်းနဲ့ပဲ online shop တွေစလုပ်လို့ရတယ်။ဆိုတော့ကကျွန်တော်တို့စာအုပ်ကလေးတောက်ကိုရောင်းပါလား။အဝယ်စာရောင်းပါလား။အင်ချန်တွေရောင်းပါလား။ကိုရောင်းချင်တဲ့ဟာကိုဒီကင်မရာနဲ့ရိုက်ပြီးတော့ရောင်းလို့ရတယ်ပြောလို့ရတယ်ပြသလို့ရတယ်။ ဆိုတော့ like တွေလွှင့်လို့ရတယ်ဒီလိုပုံစံနဲ့ online shop တွေကိုဖုံးနေပဲဖန်တီးလို့ရတယ် online shop ကို လုပ်တဲ့အခါမှာလည်းကျွန်တော်ဟိုနောက်နေ့ကျရင် tutorial လေးတင်ပေးမယ် online shop လုပ်မဲ့သူတွေအတွက်အဖြစ်မနေအဲ page set အတခုပေါ့နော်ဘယ်လိုလုပ်အောင်လဲဆိုတာလေးလည်းကျွန်တော်အသေးစိတ်ထပ်ပြောဖို့ရှိပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ page လေးကိုလည်း follow ထားပါဒေချာရတော့ mixer တို့ online ဘုံကငွေရှာနေတွေ digital နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ content creation နဲ့ပတ်သက်တာတွေတောက်လျှောက်ကျွန်တော်တင်ပေးနေဖြစ်ပါတယ်နံပါတ်၄ကတော့ affiliate marketing ဖြစ်ပါတယ် affiliate marketing ဆိုတာကတော့မြန်မာနိုင်ငံမှာလုပ်တဲ့သူကတော့နေတယ်ဆိုတာက affiliate နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာပြဿနာပါလဲဆိုတဲ့အကြောင်း payment ငွေငွေပေးခြင်းဝင်စားနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိနေတာเนาะဆိုတော့အနည်းတဆုံးပြောရရင်ပြကျွန်တော်တို့ TikTok shop ဖွင့်လိုက်တယ် TikTok shop ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ TikTok shop ကလည်းတချို့နိုင်ငံတွေမှာဖွင့်တချို့နိုင်ငံမြန်မာနိုင်ငံမှာဆိုရင်တော့ TikTok shop ရချင်မှာအဲ့မဲ့ VPN နေပါလေကြော်ပြီးလုံးလာရအောင်ရနိုင်တာပေါ့နော်အဲ့တော့ affiliate marketing ဆိုတဲ့ပုံသူများပစ္စည်းကိုယူရောင်းပေးရင်လည်းကိုယ်ကကော်မရှင်ရတယ် ဆိုတော့ TikTok Shop မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲကျွန်တော်တို့ကအကောင့်ဖွင့်တာ creator အကောင့်ဖွင့်တာပြီးတော့သူများရဲ့ product တွေကိုကိုယ်ရောင်းပေးရင်နော်ကိုယ်ရောင်းပေးတဲ့ product ကတစ်ဆင့် link ကတစ်ဆင့်ဝယ်သွားတဲ့သူတွေတိုင်းကကိုယ် commission ပြန်ပေးနေတာပေါ့နော်မှတ်ထားပါဗျာဟို10% 5%ဒါမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ Amazon Prime တို့ဘာလို့မှာအဲ့လိုမျိုး affiliate marketing တွေရှိဆိုတော့ကဒီလိုမျိုး affiliate program တွေ join မို့ပြဆိုရင်ကျွန်တော်တို့အချင်းဆုံး face ဒီ Google တို့ဘာလို့မှာရိုက်ရှာပါတော့ affiliate program တနည်းအားဖြင့်ပါတယ်ရှိတယ်လိုက်ရှာပြီးတော့ကိုက join လို့ရတယ် အဲ့တော့ affiliate marketing လုပ်ဖို့အတွက်ကိုယ်မှာရေသော follower ရှိရမယ်အာပြီးရင်ကျွန်တော်တို့က authority လို့ခေါ်တယ်လူတွေရဲ့နော်လူတွေပေါ်မှာလွှမ်းမိုးနိုင်စွာရှိရမယ်ပြီးရင် viewer တွေရှိဖို့လိုတယ်ဒါမှကျွန်တော်တို့ affiliate marketing လုပ်လို့အရမ်းပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နောက်ပိုင်းမှာပို့ပြီးခေတ်စားလာနိုင်တယ်နော်အဲ့တော့ဆိုတော့ဒါလေးလည်းဖုံးနေပဲလုပ်လို့ရတယ်ဒီလမ်းတစ်ခုဖြစ်ပါတယ်ငွေရှာလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်နံပါတ်5ကတော့ service partner ဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဗျာ service partner ဆိုတာဘာလဲဆိုတော့ ဟိုမြန်မာလိုမျိုးတက်လာလေးပြင်ရင်တော့ပွဲစားပဲကိုကပွဲစားလုပ်မယ်ဆိုရင်အင်ချမ်ပီပွဲစားပဲဖြစ်ဖြစ်ဘာပွဲစားကားပွဲစားပဲဖြစ်ဖြစ်ဗျာဖုန်းရှိရင်ကြာဒီ knowledge ကတော့ရှိရမယ်နော်ဟိုကျွန်တော်ပြောချင်တာဖုန်းနဲ့ငွေရှာရမယ်ဆိုရင်ကို့မှာဒီကျွမ်းကျင်တဲ့ knowledge တွေတော့ရှိဖို့လိုတယ်အဲ့ဒါတော့ကျွန်တော်အထူးအထူးထည့်မပြောတော့ဘူးအဲ့တော့ဆိုတော့ခုတော့ကျွန်တော်အင်ချမ်ပီဆိုလဲအင်ချမ်ပီနဲ့ပတ်သက်ပြီးကိုကျွမ်းကျင်ရမယ်အော်တန်းတန်းနေပါတထားရင်ပိုကောင်းတယ်ကားဆိုလဲကားနဲ့ပတ်သက်ပြီးကျွမ်းကျင်ရမယ်အဲ့ဒါတွေလို့ဖို့အတွက်ကကျွန်တော်လက်ထက်မှာကဲနေတာဖုံးမဲ့တူတယ် ဖုန်းနဲ့ချိတ်ဆက်ရမယ်ဖုန်းနဲ့ရိုက်ရမယ်ဖုန်းနဲ့ပြရမယ်ဒါမျိုးလုပ်ဘူးလေဆိုတော့ကြွရင်အလုပ်နဲ့ပတ်သက်ပြီးတော့ရင်ခေါင်းချောက်ပြီးစဉ်းစားမယ်ကင်ထားတဲ့လက်ထဲမှာရှိတဲ့ဖုန်းကကျွန်တော်တို့အတွက်အများကြီးလုပ်လို့ရတယ်ဒါပေမဲ့ခုမှတော့ join ချင်ပိုင်နေတဲ့ scale ကိုရှိဖို့လိုတယ်အဲ့ scale နဲ့ဒီကျွန်တော်လက်ထဲကဖုန်းနဲ့နောက် digital knowledge တွေနဲ့ပေါင်းလိုက်တဲ့အခါမှာဝင်ဝင်လမ်းကြောင်းတွေဆိုတာဖြစ်လာတယ်ဟောဒါကတော့ကျွန်တော်တို့ပထမဆုံး၅ခုပေါ့နော်အဲ့နောက်တဲ့ကျန်တာလေးဆက်ပြောပါမယ်အဲ့နောက်တဲ့နံပါတ်6အနေနဲ့ဆိုလို့ရှိရင် content writing ကို အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းပဲ content writing နဲ့ကျွန်တော်ပွားစားခဲ့တဲ့ဖြစ်ပါတယ်။ဆိုတော့ကကျွန်တော်9 to 5လုပ်တယ်။9 to 5ပူတဲ့အချိန်မှာကျွန်တော် content တွေရေးပြီးတော့အပေါ်ဝင်တိစောက်ခဲ့ရပေါ့။အဲ့ကမှလည်း company ထောင်ပြီးတော့အခုလိုမျိုး agency တွေလောက်လာတယ်။ online ပေါ်မှာလူသိပြီးတော့တနက်နေ့လုပ်လို့ရတဲ့အနေအထားတစ်ခုဖြစ်လာတာပေါ့နော်။ဆိုတော့ content writing ကလည်းကျွန်တော်ပထမအစတုန်းကဆိုကျွန်တော်ဖုန်းနဲ့ပဲရေးတာဖြစ်ပါတယ်။အဲ့တော့တချို့တွေပြောစရာရှိသေးပြ content writing က laptop ရှိမှအဆင်ပြေမှလားဖုန်းနဲ့ပဲကြလား။ကျွန်တော်ပြောချင်တာက ဖုံးတယ်လေစာရေးလို့ရတာပဲလေဒါပေမဲ့နည်းနည်းတော့မျက်စိအားနေတဲ့သူတွေနည်းနည်းမူးတက်တဲ့သူတွေကတော့စက်တိုက်တွေတော့မရှိုက်နေပါဘူးเนาะကျွန်တော်တို့ကဆိုလို့ရှိရင်လည်းကျွန်တော်ရုံးပြန်တဲ့အချိန်မှာကျွန်တော် ferry ပေါ်မှာဒီများတွေတချင်းထားထောင်နေရင်ကျွန်တော်ကဖုံးထိုင်နေတယ်ဒီ content တွေကိုဖုံးနေထိုင်နေနေတာပေါ့เนาะဆိုတော့ပြောချင်တဲ့သဘောတရားပါလဲဆိုတော့လုပ်ရင်တော့ရတယ်เนาะဟို laptop device ရှင်တော့အကောင်းဆုံးပေါ့ဗျာအေးစစလေး smart charger လေးနဲ့ရေးလို့ရတာပေါ့เนาะဒါပေမဲ့လည်းကိုကဒီလိုမျိုးမဝင်နိုင်သေးတဲ့ဆက်ကြားကာလမှာတော့ကျွန်တော်တို့ဖုံးနေပဲတိစောက်လို့ရပါတယ်เนาะ ဆိုတော့အဲ့တော့ content writing နဲ့ပတ်သက်ပြီးတော့သင်တန်းကောင်းကောင်းတက်ချင်လို့ဆိုရင်ကျွန်တော်စီမှာတက်လို့ရတယ် digital world ဆိုတဲ့ကျွန်တော်ရဲ့ education platform မှာ content နဲ့ပတ်သက်တဲ့အတန်းတွေကျွန်တော်အတင်ပေးထားပါတယ်ပေါ့နော်နံပါတ်9ကတော့ graphic design ဖြစ်ပါတယ်အဲ့တော့ graphic design ကိုဖုံးနဲ့လုပ်လို့ရတာလို့မြင်ရင် designer ရဲ့ကျွန်တော်ပြောလိမ့်မယ်ဆိုတော့အဲ professional ကြီးတော့လုပ်လို့မရဘူးဘုကိမဲ့အနည်းဆက်ဆုံးကျွန်တော်တို့ခုနပြောသလိုပေါ့နော်တချို့လုပ်ငန်းရှင်ဒီစားလုပ်ငန်းရှင်တွေကိုကျွန်တော်တို့ကပြန်ပြီးတော့အသုံးပြုနိုင်လောက်တဲ့ပုံတွေလောက်ကတော့ graphic design တွေဖြန့်ပြီးလို့ရနိုင် ်ဆိုတော့ကဒီ graphic design လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က light motion တို့ဟုတ်လားနောက်တစ်ခု canva တို့တခြားသောဒီ photo editing ဒီ light room တို့စသဖြင့်အဲ့လိုမျိုးပေါ့နော်ပုံဖန်လေးလုပ်ရမယ့် app တွေတော့ကျွန်းကျင်သုံးတတ်ဖို့ဆိုတော့ဈေးကွက်ထဲမှာရှိပါတယ်ဟိုထားပါတော့ graphic တကယ် professional သမားတွေဆိုရင်တပုံတစ်တောင်းတော့တောင်းမလို့ယူနေချင်တယ်တချို့ကလည်းအဲ့လိုမျိုးဒီ canva လောက်နဲ့လုပ်ပြီးတော့9000လောက်နဲ့နော် design တွေရောင်းနေသူလည်းရှိတယ်ပေါ့ဆိုတော့ကျွန်တော်ကတော့အချံပေးနေတာက graphic design ကကိုကိုယ်တိုင်ပေါ့နော် service ပေးမယ်ဆိုရင်တော့ဟိုတနည်းအားဖြင့်ပေါ့နော်ဖုန်းနဲ့ design ဆွဲဖို့ကတော့ဖတ်နိုင်မယ်တကယ်ဟိုမှာ cloud desktop တွေပါတယ် desktop တွေပါတယ်ဝယ်ပြီးတော့အဲ low eight eight carry out ဒီဆောက်နိုင်မှာကိုကောင်းဒါပေမဲ့အဲ့လိုမျိုးမသွားနိုင်တဲ့ subject ကာလမှာတော့ကိုယ့်ရဲ့အရင်ဆုံးလက်ထက်ကဖုန်းနဲ့ပဲ graphic design လေးတွေလေ့လာသင်ပြီးတော့ဖန်တီးရလေးစမ်းကြည့်ပြီးတော့ဈေးကွက်တွေကိုတိုးတင်တယ်လို့ကျွန်တော်အကြံပေးချင်တာပေါ့နော်အဲ့တော့ဟိုပြောမယ်ဆိုလို့ရှိရင်ကိုယ့်လုပ်ငန်းနဲ့ပဲအရင် လုပ်မယ်ဆိုလို့ရှိရင် graphic ကိုကိုယ့်ရဲ့ page မှာတင်မဲ့ပုံတွေကိုကကိုအရင်စမ်းကြည့်တဲ့မျိုးတွေနဲ့ graphic design ကိုစတင်လုပ်ကြရတယ်။ဒါမှမဟုတ်လည်းကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ဒီ graphic design နဲ့ပတ်သက်ပြီးတော့ဖုန်းနဲ့ပဲဘယ်လိုလုပ်လို့ရလဲဆိုတော့ကို tutorial လေးလုပ်ပြီးတော့ပြန်ရောက်တာမျိုးလည်းကျွန်တော်တို့လုပ်လို့ရလိုက်တယ်နော်။နံပါတ်၈ကတော့ video editing ဖြစ်ပါတယ်။ဆိုတော့ video editing လဲထုံပြီးလကောင်းမယ်ပေါ့နော်။ဟို desktop တွေ laptop တွေရှင်တော့ကိုအဆင်ပြေတာပေါ့ဗျာ။ဒါပေမဲ့အခုကျွန်တော်တို့တော်တော်များများ short video short form video တွေကိုကြည့်တဲ့အခါ ညာသားဖြစ်က cap cat တို့နော်နောက်ပြောတဲ့ like motion တို့ဒီလိုနေလောက်ပြီးတော့ပဲ short video ကိုဖန်တီးနေကြတာများတယ်အဲ့တော့ဆိုတော့ဟိုပြောရင်လက်ထက်မှာကင်ထားတဲ့ပုံနဲ့လည်း video edit တွေလုပ်လို့ရတယ်နော်ကျွန်တော်လည်းညာသားဖြစ် cap cat နဲ့ကျွန်တော်ကလစ်လိုက်တာများတယ်နော်အဲ့တော့ vn တို့ cap cat တို့ဆိုတော့မျိုးစုံတော့သုံးရတာပေါ့နော်တစ်ခုရဲ့တော့သုံးလို့မရဘူးပေါ့နော်ကြတော့ဗီဒီယို edit နဲ့ပတ်သက်ပြီးတော့လေဖုန်းနဲ့ပဲလေ့လာဖုန်းနဲ့ပဲပြန်သုံးချအောင်ကျွန်တော်လုပ်လို့ရတယ်ဒါပေမဲ့တကယ် professionally သွားမယ်ဆိုရင်တော့အ professionally ဆိုတဲ့ဘော်ဒီရပါဗျာတကယ်ကိုနော်ဟို ဟို MTV တွေရုပ်ရှင်စကားကြီးတွေဖြတ်မယ်ဆိုရင်တော့ဖုန်းနဲ့ပဲမရဘူးအဲ့ခါကျရင်တော့တကယ်ကို Premiere Pro တွေဘာလို့လေ့လာပြီးတော့မှ professional session သွားဖို့လိုတယ်လောလောဆယ်မှာတော့ကိုက short video လောက်ကိုပဲ service ပေးခြင်းနဲ့ဆိုရင်တော့ဖုန်းနဲ့ပဲအဲလုပ်ငန်းလေးတွေလုပ်ဖို့ရနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ number 9ကတော့ translation service ဖြစ်ပါတယ်ဘာသာပြန်လုပ်ငန်းကလည်းဖုန်းနဲ့ပဲလုပ်လို့ရပါတယ်အခုလိုမျိုးကာလမှာဆိုရင်ဘာသာပြန်တာတွေကအရန်လွယ်သွားပြီပေါ့နော် AI ကိုပဲ အဲကျွန်တော်တို့အကူအညီတောင်းမလားဒါမှမဟုတ်လဲ translation error ကိုကိုတောင်းမလားဒါမှမဟုတ်လဲကိုယ့်အကူပဲဒီ mission ဘာလို့မှာကျွန်တော်တို့က note ကလေးတွေမှတ်ပြီးတော့ဘာသာပြန်တာတွေလုပ်မလားလုပ်လို့ရတယ်ဆိုတော့ဖုန်းနဲ့ပဲ translation လုပ်လို့ရတာပေါ့နော်ဆိုတော့တချို့ဆိုလဲ iPad တို့ဘာလို့လဲလောက်တိုင်းလည်းရှိတယ်အဲ့လိုမျိုးအဲ notebook တွေဘာလို့လဲဆိုလဲကောင်းပါတယ်ဒါပေမဲ့လည်းတကယ်တမ်းကိုယ်ကဘယ်လိုတင်မှာဖုန်းမရှိရင်လည်းဖုန်းနဲ့ပဲစာလို့ရတာပေါ့နော်အဲ့တော့အများသောအပြစ်ကတော့ translation service တွေကရုပ်ရှင်စာတမ်းထိုးတဲ့နေရာတွေမှာတော့လကောက်အဲတချို့စာအုပ်တွေဘာသာပြန်တဲ့နေရာတွေမှာတော့လကောက်လိုအပ်တာတွေရှိပါတယ် နံပါတ်10ကတော့ narration ဖြစ်ပါတယ်။ narration ဆိုတဲ့ပေါ်နေတာကကြော်ညာတွေရဲ့နောက်မှာအတန်သွင်းတာပဲဖြစ်ဖြစ်အခုလိုမျိုး YouTube channel တွေမှာနောက်ကနေပြီးတော့စကားပြောပြတာပဲဖြစ်ဖြစ်လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ဒါကလည်းပဲကျွန်တော်တို့အရင်ကြီးမှနော်ကျွန်တော်တို့ရဲ့ဒီ microphone တွေပါတယ်မဝင်နိုင်သေးဘူးဆိုလည်းဖုန်းမှာ application ကောင်းကောင်းသုံးပြီးတော့စတင်လို့ရနိုင်တယ်။နော်ကျွန်တော်စမ်းကြည့်ဘူးပါတယ်ဟိုတော်တော်လေးဟိုမှာ AI ကို noise တွေဖျောက်ခိုင်းပြီးတော့အတန်ကောင်းအောင်လုပ်လို့ရရဲ့အပိုင်းတွေရှိတယ်။ဆိုတော့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လည်း tutorial လေး YouTube မှာကြည့်ကြည့်ပါ ဖုန်းနဲ့ပဲအတန်သွင်းပြီးတော့ noise တွေဖြောက်ပြီးတော့ quality voice တစ်ခုကိုဖန်တီးလို့ရနိုင်တယ်ပေါ့နော်ဆိုတော့အဲကြောင့်တကယ်လို့ကိုကအတန်ကောင်းတယ် narrator အနေနဲ့လုပ်လို့မယ်ဆိုလို့ရှိရင်လည်းဖုန်းနဲ့ပဲအစတင်ပြီးတော့လုပ်ကြည့်လို့ရနိုင်တယ်နောက်တစ်ခုကတော့ online class ဖြစ်ပါတယ်ကိုကကျွမ်းကျင်ပိုင်တဲ့ skill တစ်ခုရှိတယ်ဒါကို online class ပုံစံမျိုးနဲ့ဖန်တီးပြီးတော့ဟို online ပုံမှာပြန်ပြီးတော့ အတန်းအန်လုပ်လို့ရတယ်ပေါ့နော်။ဥမာကျွန်တော်ဆိုလို့ရှိရင် content နဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်ဒီဖုန်းနဲ့ပဲဒီ covid ကာလမှာ online class ဆိုပြီးတော့လုပ်ခဲ့တယ်။ပြီးတော့ကျွန်တော်အာဒီတနည်းအားဖြင့်ပေါ့နော်။ group ဖွဲ့ပြီးတော့ကျွန်တော်ပြန်ရောင်းတာမျိုးလုပ်တယ်ပေါ့နော်။ဆိုတော့ဒါကတော့ online class ကိုကျွန်တော်ဖုန်းနဲ့ပဲလုပ်လို့ရတယ်ဆိုတော့ဒါအားလုံးရှင်းပြတာပေါ့နော်။အဲ့တော့အဲ့လိုပဲအချက်ပြုတ်နဲ့ပတ်သက်တာတွေလုပ်မလား။နောက်ဆုံးပြကျွန်တော်တို့တရုတ်ပြည်ကနေပစ္စည်းတွေဈေးဝယ်တာတော့မှ online class တွေလုပ်တာရှိတာပဲ။အဲ့ဒါကြီးကလည်းဖုန်းနဲ့ပဲလုပ်တာကြ။ဆိုတော့အဲ့တော့ပြောချင်တာက တကယ် screen record တော့ကိုပဲနားလည်တယ်ဆိုတော့ screen record ယူတတ်တယ်ဆိုလို့ရှိရင်တော့ online class တွေတေချာလေးလုပ်လို့ရတယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။နောက်နံပါတ်စနစ်ကတော့ digital product တွေရောင်းတာဖြစ်ပါတယ်။ digital product ဆိုတာပါမကျွန်တော်တို့ ebook တွေ template တွေ planner တွေစသဖြင့်ပေါ့နော်။အဲပြီး stick တွေအဲဒါတွေကဒါ digital product လို့ခေါ်တယ်။ digital product ရဲ့အားသာချက်ကတစ်ခါဖန်တီးထားပြီးတော့တောက်လျှောက်ထိုင်ရောင်းနေလို့ဥပမာကျွန်တော်ဒီနေရာမှာတစ်ခုကြိုပြီးတော့ ဒီ announce လုပ်ရမယ်ဆိုရင်ကျွန်တော်စီမှာလည်း ebook ပေါ့နော် digital product အနေနဲ့ ebook လေးတခုရှိတယ်အဲ့ဒါတော့ဝေရှာနိုင်တဲ့ content writer ဖြစ်ဖို့ဆိုတဲ့ ebook ပေါ့နော်ကျွန်တော်ဒါလေးကိုလည်းတခြား page မှာတင်ပေးမယ်ဆိုတော့အဲ့ဒါတော့ content writer လုပ်ပြီးတော့ငွေမရှာနိုင်တဲ့သူတွေများရှိတယ်ဒီလူတွေကိုတေချာလေး step by step ဘလို့ငွေရှာရမလဲ content writing ကိုအခြေခံပြီးတော့ငွေရှာလို့ရမယ့်နည်းလမ်းတွေကိုမျှဝေပေးထားတဲ့ ebook တွေဖြစ်တယ်ဆိုတော့ content writer content creation လမ်းကြောင်းကိုသွားနေတဲ့သူတွေအတွက်ဒီ ebook လေးကအသုံးဝင် ော်ဒါလေးကိုဆိုလဲကျွန်တော်အဲ digital product လေးပေါ့ကျွန်တော်ရဲ့အဲ့လိုမျိုးပဲပေါ့တရားကြည့်နေတဲ့သူတွေကလည်းဒီလိုမျိုး digital products တွေကိုဖုံးနေပဲဖြစ်တယ်ကျွန်တော်ကတော့ဒီကျွန်တော်ရဲ့ digital product ကိုကျွန်တော် canva နဲ့ဖြန်နေဖြစ်ပါတယ်ဆိုတရားကြည့်နေတဲ့တွင်မှာလည်းကိုအားတာတဲ့ application နဲ့ ebook တွေဖန်ပြီးပါ AI ကိုခိုင်းလိုက်ရတယ် Canva နဲ့သုံးလိုက်ရတယ်တခြားသော application တွေ software တွေသုံးလိုက်ရတယ်เนาะနံပါတ်7ကတော့ media buying ဖြစ်ပါတယ်အားလုံးကြားမှုနေတဲ့ boosting လုပ်တဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ boost လုပ်တာလည်းများသောအားဖြင့်ဖုန်းနဲ့လည်းလုပ်လို့ရတာပဲ ော်တကယ်တမ်း professional တွေကတော့ဒီ desktop version ကနေပြီးတော့သွားကြတာများတယ်သို့တော်လည်းဖုန်းနဲ့လည်းပဲလုပ်လို့ရပါတယ်ကိုကတော့ boosting နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ဖို့လိုတယ်အဲတိထားဖို့လိုတယ် visa ကတ်သွားလုပ်ထားမယ်ပြီးဒီပန်းလည်းကိုကတကယ်လည်းလေ့လာထားရဆိုရင်ကိုက media buying လုပ်ကိုဖုန်းနဲ့ပဲစတင်လုပ်ကြရတယ်နောက်ပိုင်းပတ်စံရှိရနောက်မှာတော့ desktop တွေပါတယ် laptop တွေပါတယ်ပဲပြီးတော့ဒီချာလေး as manager ဒီချာသုံးပြီးတော့သွားပါတော့အဲ့တော့နောက်တစ်ခုကတော့14ကတော့ Facebook service ဒါလည်းပဲဖုန်းနဲ့လုပ်လို့ရတဲ့အပိုင်းတွေရှိပါတယ်။တချို့ဆိုလို့ရှိရင် browser နဲ့ဝင်ရမယ့်အပိုင်းတွေမှာဆိုရင် Google တို့ဘာတို့ကနေပြီး desktop version ပုံစံပြောင်းပြီးတော့အလုပ်နေကြရရှိတယ်။ဆိုတော့ကျွန်တော်တို့ Facebook ပေါ်မှာ page တွေ error တက်တာတွေကိုဖြေရှင်းပေးတဲ့ service မျိုးဒါကတော့ဒီရက်တွေတနက်တစ်ခုတက်ပြီးတော့ပြန်ပြီးလုပ်တာတော့ကိုကောင်းတယ်။ဆိုတော့တကယ်လည်း online ပေါ်မှာလည်းအဲ့လိုမျိုးတနက်တွေအများကြီးရှိပါတယ်။ဆိုတော့ခုခင်မှာက page တွေကတိတ်နေချင်ရှိတာအဲ့တော့ဒီတိတ်နေချေသော page တွေမှာ error ဆိုတော့အများကြီးရှိတယ်။အဲ့ error တွေကိုဖြေရှင်းပေးရင်လည်းကိုရတာက ဝင်ငွေတစ်ခုဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကိုတကယ်လို့နော်ဝါသနာပါတယ်ဆိုလို့ရှင်လေလူငယ်ရင်းနဲ့ဒါလေးကိုတနန်းတက်ပြီးတော့ဒီဖုန်းနဲ့ပဲအရင်ဆုံးပြန်စတင်တင်တယ်လို့ကျွန်တော်ကြံပေးခြင်းတယ်နံပါတ်15ကတော့ digital marketing service ဖြစ်ပါတယ်ကျွန်တော်တို့မျိုး digital marketing digital marketer အနေနဲ့ဆိုလို့ရှင်လေဒါတနည်းအားဖြင့်ကျွန်တော်စမ်းဘူးတွေပေါ့နော်ကျွန်တော်တင်းတခုရှိတယ်အဲ့တင်းကိုကျွန်တော်က manage လုပ်တယ်ပေါ့အဲ့ manage လုပ်တဲ့အခါမှာကျွန်တော်က digital marketing ကို အာတနည်းအားဖြင့်ဖုန်းနဲ့ပဲကျွန်တော် manage လုပ်ရပေါ့ Spra ကရက်ချိနေတဲ့သူတွေကလည်းကိုယ် digital marketing service ပေးမယ်ဆိုရင် post tender တွေအဲ client အနေနဲ့ day day လောက်တာတွေနောက်တနည်းအားဖြင့်เนาะဒီဟောပေါ့ social media management လောက်တာတွေပြီးရင်ကျွန်တော်တို့ရဲ့ customer management လောက်တာတွေအကုန်လုံးကိုဖုန်းနဲ့ပဲလုပ်လို့ရပါတယ် idea စဉ်းစားတာအစားလို့ planner ထုတ်တဲ့အစုံလေးဖုန်းနဲ့ပဲလုပ်လို့ရတယ်เนาะအဲ့တော့ဒါလေးကြီးလေကျွန်တော်နောက်ပိုင်းမှာ tutorial လေးအထက်လုပ်ပေးပါမယ်ပေါ့เนาะဆိုတော့ပြောချင်တာကတကယ် တကယ်ကိုမှဒီ digital agency အကြီးကြီးကတော့ဖုန်းနဲ့တော့လုပ်လို့ပေးရမလဲဗျာဒါပေမဲ့ကိုယ့်အကူပဲ step by နော် step up လုပ်ငန်းတစ်ခုနေနဲ့စဖို့အတွက်ဆိုရင်ဒီဖုန်းလေးနဲ့ပဲ digital marketing service တွေပေးလို့ရတယ်ဆိုတာလေးကိုကျွန်တော်သိစေချင်တာဖြစ်ပါတယ်ဗောနော် number 6ကတော့ cfon service ဖြစ်ပါတယ်ဆိုတော့ဒါလည်းခုန canva နဲ့ပဲလုပ်လို့ရတယ်ဆိုတော့ solar ကမြန်မာနိုင်ငံမှာအလုပ်လျှောက်တဲ့အခါမှာအချို့တွေက cfon တော့ကောင်းကောင်းမရေးတတ်တဲ့သူတွေရှိတယ်နော်လိုင်စင်တက်ပုံကြီးနဲ့လှုပ်ရှားနေသူအများကြီးရှိသေးတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အဲ့အရာလေးကိုပြောင်းလဲပြီးပို့တယ်ဒါကကျွန်တော်တို့တော်မှလမ်းကြောင်းတစ်ခုဖြစ်တယ်အဲ့ဒီတော့ လောက်ကန်နဲ့ပတ်သက်ပြီးတော့အကြံပေးတဲ့ page လေးတစ်ခုထောင်လိုက်မယ်။အဲ့မှာကိုယ့်ရဲ့ဒီအလောက်ကန်နဲ့ပတ်သက်တဲ့ knowledge တွေတောက်လျှောက်တင်ပေးမယ်။နော် interview ဘယ်လိုဖြေရမလဲ။ interview ဘာတွေရှာအောင်စသဖြင့်ပေါ့။နောက်လျှောက်လုပ်ငန်းနဲ့အလောက်ကန်နဲ့ပတ်သက်ပြီးတော့လူတွေကိုနောက်ပိုင်းကျရင်အဲ့အဲ့မှာကိုယ့်ကိုယ့်ရဲ့ page က follower တွေများလာရင်လည်းအခွင့်အရေးတွေများလာနိုင်တယ်။အဲ့မှာလည်း CV service တွေပေးလို့ရတယ်။ CV တွေကိုကိုကတသက်ရဲ့ဒီ funding ပဲသူစရအချက်လက်တောင်းမယ်အချမ်းပေါ့နော်။ကိုကတသက်ရဲ့လေး funding ပေးမယ်ဆိုရင်လည်းဒါကိုကျွန်တော်အခကျင်းဝင်နေနဲ့ယူပြီးတော့ အဲလုပ်လို့ရတယ်ဒါကိုလည်းကျွန်တော်တို့ခုနပြောခဲ့တဲ့ Canva မှာနော် save လို့ရိုက်ပြီးတော့အဲ version လို့ရိုက်ပြီးတော့လည်းကျွန်တော် share ပြီးတော့ design တွေပန်ပြီးလို့ရပါတယ်နော်အဲ့ဒါလေးလည်းကျွန်တော်ဒီတန်တင်ပေးပါအောင်နံပါတ်7ကတော့ consultant ဒါမှမဟုတ် coach ပေါ့အဲ့တော့ကိုက level တစ်ခုမှ expert ဖြစ်တယ် level တစ်ခုမှ join ကျင်တဲ့အဆင့်ရောက်သွားတဲ့အခါမှာအဲတနည်းအားဖြင့်ကိုယ့်ရဲ့ client တွေကိုပြန်ပြီးတော့ coaching လုပ်ပေးတာတွေ consultant လုပ်တာတွေကိုလည်းကျွန်တော်တို့ခုလိုမျိုး zone ကနေတစ်ဆင့်ဖုန်းနဲ့ပဲလုပ်လို့လည်းရတာပါ နော်ဆိုတော့ဒါလည်းဘာမှသိအခက်ခဲမရှိဘူးအဲ့တော့တော်တော်များများလေးလုံနေကြတာပဲအဲ့တော့ကိုကအဓိကတစ်ခုခုမှကျွမ်းကျင်နေဖို့ပဲရှိလို့ရဲအဲ့ရနဲ့ကျွန်တော်ရဲ့ဒီဖုန်းလေးရှိရဆိုရင်ဒါကိုချင်းနေလုံးလို့ရတယ်ဆိုတော့နံပါတ်16ကတော့ premium account တွေရောင်းတာအခုလိုမျိုးအဲ zone တို့ canva တို့ capcut တို့အဲစသဖြင့်လူသုံးများတဲ့ application တွေကိုကျွန်တော်တို့က free ဆိုရင်အကန့်အသတ်ရှိတယ် ပရိုဗာရှင်းတွေဝယ်သုံးရတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီပရိုဗာရှင်းတွေဘယ်လိုယူလဲဆိုတဲ့အကြောင်းတန်းန်းလေးပါလေးတက်ပြီးတော့တနည်းအားဖြင့်ပြန်ပြီးတော့ကျွန်တော်တို့ကဖုံးတယ် try ကြည့်လို့ရနိုင်တယ်အဲတနည်းအားဖြင့်ပေါ့နော်ဒီကျွန်တော်တို့ဟိုဒီဒီမှာလည်းတချို့တော့ရှိတယ်တချို့ကလည်းကျွန်တော်ပြောနိုင်တာပရီမီယံကောင့်ယူတာတွေကအဖုံးနမရဟုတ် desktop version ထဲမှာရမယ်ဆိုရင်လည်းအဲပြောနိုင်တဲ့သူရှိတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ point လေးပြောလို့ရှင်တော့အဲ့ဒီမျိုးလေးတွေကိုက ပြန်ပြီးတော့ရောင်းလို့ရတယ်လို့အကြံပေးချင်တာဆိုတော့ကိုကဗီဇာကတ်တစ်ခုလောက်ထားပြီးတော့ premium account တွေကိုကိုကိုယ်ဝင်ဝယ်ထားပြီးတော့ပြန်ခွဲရောင်းနိုင်တယ်လို့လို့ရနိုင်တယ်เนาะဒါကတပိုင်းပေါ့ဆိုတော့အဲ့တော့အခုနောက်ပိုင်းမှာလည်းတော်တော်များများ provision သုံးတဲ့အလေးထားတွေရှိလာပြီဆိုတော့ကြည့်နေတဲ့သူတွေလည်းဒါမျိုးလေးစမ်းကြည့်စေချင်တယ်เนาะဒါလည်းဖုန်းနဲ့ပဲကျွန်တော်စပြီး run ကြည့်လို့ရတာပေါ့เนาะနောက်တစ်ခုကတော့ money exchange เนาะအဲ့တော့ KB ဝယ်ပေးတွေ transfer လုပ်တာတွေတခြားသော bank account တွေဖွင့်ပြီးတော့ငွေ ဝင်လဲလေတာတွေပေါ့နော်အဲ့တော့ money changer လုပ်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒါတွေကလည်းဖုန်းနဲ့ပဲကျွန်တော်တို့လုပ်ပြီးစတင်လို့ရနိုင်တယ်ကိုမဘဏ်ကောင့်နဲ့ရှိမယ်ဖုန်းရှိမယ်ဆိုရင်ဒါကို change လို့ရတယ်ပေါ့နော်ဒါလည်းပဲတိတ်ပြီးတော့မခက်ခဲဘူးနံပါတ်20ကတော့ AI tools တွေဖြစ်ပါတယ်ဘုံတော်ပိုင်းအရင်ကမှ update ဖြစ်လာတဲ့ AI tools တွေကိုသုံးပြီးတော့ YouTube channel တွေဖွင့်တာတွေအနည်းအဖြစ်ဟိုတခြားသော content creation တွေလုပ်တာတွေ ebook တွေလုပ်တာတွေတချင်းတွေထုတ်ရောက်နိုင်ဒါတွေမျိုးစုံလုပ်လာကြတာဖြစ်တဲ့အတွက်ဒီ AI tool တွေကိုသုံးပြီးတော့ကျွန်တော်ငွေရှာလို့ရတာ เนาะဟိုအနည်းဆုံးဆိုလို့ရှိရင် YouTube channel တခုထောင်ပြီးတော့အဲ့မှာကျွန်တော်တို့ကဒီကိုပိုင်ဟိုပေါ့နော် on creation မဟုတ်ဘဲနဲ့ AI on ခိုင်းပြီးတော့ဒီ content တွေဖန်ပြီးလို့ရနိုင်တာပေါ့နော်ကျွန်တော်တို့တော်တော်များတွေ့တာဆိုရင်ဟိုတရေဇလန်တော့ဟာမျိုးတွေအဲတခြားအဲ့လိုပေါ့နော် knowledge sharing နဲ့ပတ်သက်တဲ့ channel တွေဆိုရင်တချို့ AI နေနဲ့ပဲလောက်လာတာရှိတယ် ော်အတန်ကလည်း AI နဲ့တွဲနေဗီဒီယိုလည်း AI ကိုဖန်တီးခိုင်းနေဇလန်းလည်းခုနပြောတဲ့ Depth Zero ChatGPT ကိုရေးခိုင်းတာမျိုးတွေလုပ်ပြီးတော့ AI Do တွေကိုပဲတည်တံ့သုံးပြီး channel တွေလုပ်လာကြရရှိတယ်။အဲကမှတစ်ချက် monetization အောင်တဲ့အခါမှာငွေလမ်းကြောင်းတွေလည်းရလာမယ်ပေါ့နော်။ဆိုတော့အဲ့ကျွန်တော်ပြောချင်တာကဒါကတော့ဒီလ20ပေါ့နော်။တချို့ဟာတွေကတော့ဟိုဟိုဘယ်လိုပြောမလဲဒီ data ပို့ပြီးတော့ပေါ့နော်။ဖုန်းမဟုတ်ဘဲနဲ့တခြား desktop တွေ laptop တွေရှိရင်တော့ပိုကောင်းတာ။ဒါပေမဲ့လည်း အစပထမမှာကိုယ့်လက်ထက်မှာဖုံးမဲ့ရှိရဆိုရင်လည်းဒါဒီလုပ်ငန်း20လုံးကဖုံးနေပဲအရင်စတာလို့ရတယ်။ဆိုတော့ကအကြောင်းပြချက်တွေမပေးဘူးကျွန်တော်တို့ကနေ့စဉ်နေ့များအကြောင်းပြချက်တွေပြီးပြီးတော့ကိုလုံးနိုင်တဲ့ခွင့်လန်းတွေအဆုံးရှုံးမခံဘူး။တက်လက်ထမှာကင်ထားတဲ့ဖုံးကကျွန်တော်အစမှပြောခဲ့သလိုပဲတင့်ရဲ့ဝင်ဝင်လမ်းကြောင်းဖြစ်ပါတယ်။အဲ့တော့ဖုံးကိုကျွန်တော်တို့ခုခင်မှာဘယ်လိုပြန်သုံးမလဲ။တနည်းတစ်ချက်နဲ့ကိုယ့်ရဲ့ဝင်ဝင်လမ်းကြောင်းတွေဆောက်ဖို့အတွက်သုံးမယ်။ဘဝရည်တည်မှုအတွက်သုံးမယ်။အဲပြီးရင်ကျွန်တော်တို့ငွေရှာနိုင်မှုအတွက်သုံးမယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ကင်ထားတဲ့ဖုံးကနေပြီးတော့ ဝင်ငွေတွေရလာပြီးတော့အနာဂတ်မှာလည်းကျွန်တော်ပုံပြီးတော့ပျော်ရွှင်ရအောင်အဲ့တော့ကျွန်တော်ကအကြံပေးချင်တာကပါလို့ဆိုတော့ဒီလိုမျိုးဖုန်းနဲ့ငွေရှာတော့မယ်ဆိုရင်ခုမှဒီလိုမျိုးနီးလန်းတွေတည်ထားဖို့အပြင်တခြားသောထပ်ပြီးတော့ဘာတွေတည်ဖို့လိုလဲဆိုတော့ digital နီးလန်းတွေလည်းတည်ထားရင်ပိုကောင်း digital strategy ပေါ့နော်ဥပမာထားပါဗျာ Facebook marketing content marketing media buying တို့အစားတစ်ဖြစ် online marketing strategy ဒါရင်နားလည်ထားရဲဆိုကျွန်တော်တို့လုပ်ငန်းလုပ်တဲ့အခါမှာပို့ပြီးတော့ effective ဖြစ်နေဒီနေရာမှာကျွန်တော်အနေနဲ့လုပ်ငန်းရှင်တွေအတွက် ပို့ပြီးတော့အတင်စားသုံးဖို့ဖန်တီးထားတဲ့တင်တန်းလေးတခုရှိပါတယ်ဒါလေးကိုလည်းကျွန်တော်အဆုံးသတ်နေတယ်အဲတနည်းအားဖြင့်ကျွန်တော်မျှဝေပေးခဲ့ခြင်းပါတယ်ဗောနော်အဲတင်တန်းလေးကတော့ကျွန်တော်တနည်းအားဖြင့် advanced digital strategy ဆိုတဲ့တန်းလေးဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီတန်းလေးကိုလည်းကျွန်တော်တစ်ချက်ကလေးပြခြင်းနေဗောနော်ဆိုတော့ဟိုဒီတန်းလေးကဘလိုလူတွေနဲ့အသင့်တော်လဲဆိုလို့ရှိရင်ကျွန်တော်တို့တနည်းအားဖြင့်ပေါ့နော် online ပုံကနေပြီးတော့ရှာခြင်းတဲ့သူတွေ တနည်းအားဖြင့် online ပေါ်မှာ business လုပ်နေတယ်လုပ်ငန်းမတိုးတက်တဲ့သူတွေလုပ်ငန်းရှေ့ရောက်ချင်တဲ့သူတွေပြီးတော့အဲ့လိုမျိုးရုံးဝန်တိုင်းလုပ်နေတယ်တစ်ဖက်တစ်လမ်းကနေပြီးတော့ online ကြောင့်တိစောက်ချင်တဲ့သူတွေနဲ့ဒီလိုမျိုးအဲဒီတန်းကိုတက်တဲ့မဒီတန်းမှာဆိုရင် advanced digital skill ပြောကြတယ်เนาะတနည်းအားဖြင့်အာနာမည်ပေးထားတယ်ပြီးတော့ကျွန်တော်အာတစ်လတစ်ခါကျွန်တော်ဖွင့်ပေးတယ်ပေါ့เนาะအခုဒီ April မှာဆိုလို့ရှိရင်လည်းပဲတကယ်နေစာဖွင့်နော်နောက်လာနောက်လာနေမှာလဲအဲ့လိုလာတိုင်း first week လောက်ဆိုရင်ဖွင့်မှုရှိတယ်ဆိုတော့တင်မဲ့အကြောင်းအရာတွေကတော့ business နဲ့ပတ်သက်ပြီးတော့ဒီဒီ course တွေပါမယ်မော online business idea စဉ်းစားတာတွေ social media management နဲ့ပတ်သက်တာတွေ content traffic content strategy တွေ content creation လောက်တာတွေ media buying လောက်တာတွေ online marketing strategy တွေနဲ့ ai tools တွေပေါ့မယ် analytics လောက်တာတွေ reporting လောက်တာတွေကျွန်တော်ပြောဖို့ရှိတယ်တနင်္ဂနွေအနေနဲ့ဆိုလို့ရှိရင်ဒီနေ့ပြည်တည်နော်တနင်္ဂနွေဟောင်းဆိုရင်တော့9000ကျောင်းကြမယ်တနင်္ဂနွေအတစ်ဆိုလို့ရှိရင်3000ကျောင်းတော့ပဲကျွန်တော်ကြနိုင်တယ်နော်အဲ့ဆိုတော့ဆိုတာကအယောက်20ပြည်မှာဆိုရင်ဒီစည်းနှုန်းနဲ့ပဲတက်လို့ရနိုင်တယ်ဆိုတော့ ပေးရတဲ့ဈေးနဲ့ပြင်ရတဲ့ result ကပိုများလိမ့်မယ်ဆိုတော့ကျွန်တော်ဒီမှာအမှတ်ခံလို့ကြရတယ်။ကိုယ်တကယ်လဲလို့လို့ရှိရင်ကျွန်တော်အချိန်ကာလအတူတူလေးအတွင်းမှာပဲငွေပြန်ရှာနိုင်မယ်။ပြီးရင်ခုလုပ်ငန်းတွေကိုပို့ပြီးတော့အတွေ့ကြကြအသုံးချနိုင်မယ်။နော်ဆိုတော့ဘလို့လူတွေတက်တင်လိုက်ဆိုရင်တော့ဒီမှာကျွန်တော်ပြောသလိုပဲ online business လုပ်နေတဲ့သူတွေနော်လုပ်ငန်းစတင်မှုစူးစမ်းနေတဲ့ entrepreneur တွေနောက်တစ်ခုကတော့ digital marketing လုပ်နေတဲ့လူငယ်တွေနဲ့ online shop လုပ်နေတဲ့သူတွေအချိန်တို့ဘေးမှာ digital strategy ကိုလေ့လာခြင်းနဲ့တူတယ်။ဆိုတော့အနည်းချုပ်ရမယ်ဆိုတော့ကျွန်တော်တို့ရဲ့တနိဒာမှာဖုန်းကို အကျိုးရှိရှိတုံးပါနော်ဝေရှာနိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါစေနောက်တစ်ခုကကျွန်တော်လုံးဝမမေ့စေချင်တာပါလေဆိုတော့ your phone is your ally เนาะအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကအနည်းချောင်းမှာဆိုလို့ရှိရင်เนาะရည်ကြည့်နေသူအတွက်တစုံတစ်ခုအကျိုးရှိလိမ့်မယ်အဲနောက်ထပ်နောက်ထပ်အဲ့တော့ကျွန်တော်တစ်ခုချင်းစီ tutorial လေးထပ်လုပ်ပေးပါဦးမယ် page လေးကို follow ထားပေးပါဒီဗီဒီယိုလေးကိုအသုံးဝင်နေဆိုလို့ရှိရင်လည်း share ထားပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်